လဘရောင်းတောင်ကျင်းနေစီမံကိန်းမှာတောင်သူတော်ခင်ဝင်တနတ်မှန်တည်ဆုံမှုနဲ့ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်ဖို့လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ကိုနေမျိုးစဉ်ဒေါ်နော်အောင်လှကုတန်းဆွေကိုတင်ထွတ်ပိုင်နဲ့ဥပမြင့်တို့ကိုလာလာမြို့နယ်တရားရုံးကဒီနေ့ထောင်ဒဏ်လေးလစီချမှတ်လိုက်ပါတယ်။ RFA သတင်းတောက်သီရိမင်းစင်ကတင်ပြထားပါတယ်ရှင်။ လက်ဘရောင်းအောင်ဂျင်းနီစီမံကိန်းကတောင်သူဒေါ်ခင်ဝင်းတနက်မှန်တေဆုံမှုကိုမှုမှန်ပေါ်ပေါက်ရေးအတွက်လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ကိုနေမျိုးစဉ်ဒေါ်နော်အုံလာကိုတင်ထွတ်ပိုင်းဥပမြင့်နဲ့ဦးတန်းဆွေတို့ကိုဒီနေ့လာတာမျိုးနဲ့တရားရုံးမှာပုံမှန်၁၈တရားမဝင်စီတန်းလဲလဲမှုဆိုင်ရာပုံမှန်၁၈နဲ့အမိန့်ချမှာဖြစ်ပါတယ်ရှင်ထူးသားတဲ့ဇာညွန်တစ်ခုပါပဲ အာနာရှင်ခေတ်ကမလွန်မြောက်သေးဘူးအာနာရှင်နေဆက်လက်အုပ်စိုးထားသဖြစ်တယ်အုပ်ချုပ်ရေးမန္တန်ဟာတရားဥပဒေစိုးတရားဥပဒေအာတရားစီရင်မန္တန်အချက်ကနေစီးပိုးချဲလဲနေသေးဖြစ်တယ်ဆိုတာကိုပြတဲ့တက်သေးတခုပဲဖြစ်ပါတယ်ဒါပေမဲ့တက်သေးပေါင်းမြောင်များစွာတဲ့ကနောက်ဆုံးပိတ်ဖြစ်တဲ့တက်သေး2015ရုပ်ောက်ပွဲကြီးမှာကနေ3လတော့မလိုတော့တဲ့ကာလမှာကျင့်သုံးနေသေးဖောက်ပြန်နေသေးဖြစ်တယ်ဆိုတဲ့တက်သေးပါအဲ့တော့ကျွန်တော်တို့အားလုံးကို၄လစီထောင်ထမ်းချပါတယ် ်တော်ဒီမိုကရေစီနိုင်ငံတွေကိုလေ့လာတဲ့အခါကျရင်ဒီလိုပုံမှန်ဆက်ရှင်မျိုးမရှိပါဘူးမရှိဘူးကျွန်တော်အခြေခံဥပဒေမှာလွတ်လပ်စွာဟောပြောခွင့်ပေးထားပြီးပြီကျွန်တော်တို့2008မှာလည်းရှိတယ်ဒါပေမဲ့အဲ့ဒီ2008အခြေခံဥပဒေကိုကွန်ထရာလုပ်တဲ့စန့်ကျင်တဲ့ဥပဒေမျိုးမပြတ်ထားအောင်ဆိုတော့အမေရိကန်နိုင်ငံမှာဒီလိုဟိုတားထားပြီးပါပြီအဲ့လိုတားထားရတဲ့ဒီပုံမှန်ဆက်ရှင်ကြီးကိုထင်းထင်းပေါ်ပေါ်ကြီးထားတယ်ဆိုတာက လူလူကိုစော်ကားနေတာပဲလို့ကျွန်တော်ပြောခဲ့ချင်ပါတရုတ်တန်ရုံရှိလမ်းလျှောက်စင်နာပြားမှာပါဝင်ခဲ့ကြတဲ့ကိုနေမျိုးစင်အပါအဝင်၅ရောက်ကိုဖျက်တမ်းခဲ့ရမျိုးနဲ့၆မျိုးနဲ့ကပုံမှန်ဆက်ရှင်နဲ့တရားစွဲဆိုထားပြီးဒဂုံမျိုးနဲ့တရားရုံကထောင်တန်း၄လစီချမှတ်ပြီးဖြစ်ပါတယ်ပုံမှန်ဆက်ရှင်နဲ့အမိတ်ချခံရတာဆိုရင်ကျုပ်တို့ရင်ခုန်စရာတခုမှမရှိပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေဟာလမ်းလျှောက်စရာ platform တောင်မရှိတဲ့ဘဝမှာလက်ထောက်စာလမ်းစာစုကအာလာရနေပြီးတော့ ပြည်သူတွေအတွက်ငတ်ဘေးတွေတေဘေးတွေဒုက္ခဘေးတွေမျိုးစုံကြုံနေရတဲ့အချိန်မှာကျွန်တော်တို့အလိုမျိုးမျိုးနိုင်ငံရေးရတက်ချွာလှူရှားသူတွေကိုပုံမှန်78ပုံမှန်900ကခခွေးမကလို့ကြိုးစင်ထိတင်မယ်ဆိုလဲကျွန်တော်တေဖို့တင်မယ်လို့ဒီနေ့ပြောခဲ့ကြပါတယ်အဲသူတို့ကလည်းကြံကင်းစေးလို့ဖြစ်နေတယ်တခြားတရားရုံးမျိုးနဲ့တရားရုံးတွေလေးလာချရင်သူလည်းလေးလာချရမှာပေါ့တရားသူကြီးဆိုတာအရေးအကဲနဲ့အထက်လူကြီးမျက်နှာရည်ကိုကြည့်ပြီးချနေရတဲ့အခြေအနေအုတ်ချွေမန်တိုင်းအောက်ကနေလူသာလွန်တာနဲ့သူတို့အသက်မွေးဝမ်းကြောင်းအတွက်တရားရေးဝန်ထမ်းဆိုအမိခံထားရတဲ့ကာလဆိုတော့ ခုလိုအမိန်ချလိုက်တာကိုကျွန်တော်တို့ကဘာမှမပြောလို့ပါဘူးဒါခစ်ကြီးစနစ်ကြီးတစ်ခုလုံးရဲ့ပြည်ပြောင်းလဲလုပ်ငန်းစဉ်မပြီးပြတ်သေးဘူးပုံမဆိုးရတဲ့အခြေအနေတွေပေါ်ပေါက်နေဆဲဖြစ်တယ်ဆိုတာပြလာတဲ့တက်တွေတစ်ခုပါပဲတရုတ်တန်ရုံရှေ့ဆန္ဒပြရမှာပေါင်ဝင်ခဲ့တဲ့ကိုနေမျိုးစဉ်ဒေါ်တော်အောင်လှအပါဝင်၅ယောက်ကိုလာတာမျိုးနဲ့တရားရုံးကပုံမှန်၁၈တရားမဝင်စီတန်းလက်လက်ချင်းဆိုင်ရာပုံမှန်၁၈နဲ့ဒီကနေ့မှာထောင်နဲ့လေးလက်စီချမှတ်လိုက်ပါတယ်ဒါကြောင့်မလို့အရင်ချမှတ်ထားတဲ့ထောင်နဲ့နေနဲ့စုစုပေါင်းကိုနေမျိုးစဉ်ကတော့၄နှစ်နဲ့၈လချမှတ်ခံရမှာဖြစ်ပြီးတော့ဒေါ်တော်အောင်လှကတော့၅နှစ်နဲ့၆လကြာခံရမှာဖြစ်ပါတယ်ရှင် ယ်။သူတို့ကိုတရားဆက်ဆုပ်ထားတဲ့6မြို့နယ်မှာကြန့်ရှိတဲ့မြို့နယ်တွေကလည်းပုံမှန်ဆက်ရှင်နဲ့ဘယ်လိုမျိုးပြစ်ဒဏ်တွေဆက်လက်ပြီးတော့ချမှတ်သွားမလဲဆိုတာကိုစောင့်ကြည့်ရအောင်ပါပါရှင်။